တော့ဒီခြေတို့ကပြန်ထုတ်လိုက်မယ်ဆိုရင် ceramic capacitor ဆိုတာကဘာလို့ဆိုရင် ceramic ကိုဒိုင်းလက်ထွဲအနေနဲ့သုံးထားတယ်သူ့ကိုကြတော့ high frequency circuits တွေမှာသုံးတယ်ဥမာပြောမယ်ဆိုရင် audio frequency video frequency တွေမှာသုံးတယ်ပြီးရင်တည်ငြိမ်မှုလိုတဲ့เนาะအာတည်ငြိမ်မှုလိုအပ်တဲ့ circuit တွေပေါ့เนาะ circuit တွေမှာသုံးတယ် အဲ power losses ပေါ့နော် losses ဆုံးရှုံးမှုနည်းနည်းလေးနဲ့ non stability ဖြစ်ဖို့လိုတဲ့ performance တွေမှာသုံးတယ်အဲဒါကတော့ तू က stability ဆိုတာကိုသတ်ဆက်ရှင်တာပေါ့နော် ပြလိုက်တဲ့ပိုအားတွေနောက်တစ်ခါ frequency တွေနဲ့ heat ပေါ့နော်အပူတက်လာတဲ့ဒီ temperature တန်တွေကိုခံနိုင်ရရှိတယ်ပေါ့နော် stable stable ဖြစ်တယ်ပေါ့နော်ဒီကောင်လေးက ော်ပြီးနောက်တစ်ခါသူမှကြတော့တချို့တို့ကဒီ ceramic လေးရဲ့ capacitance တန်ဖို့ ceramic capacitor ရဲ့ capacitance တန်ဖို့တချို့တို့က height ဒါမှမဟုတ်ရှင်အဲမြင့်အောင်နှိပ်အောင်လိုးဖြစ်အောင်လုပ်လို့ရတယ်မလုပ်ချင်အဖြစ်လဲဆိုရင် by altering the thickness of ceramic disc ဒီ ceramic ချက်ပြားလေးရဲ့အထူပါးကိုတချို့တို့ကပြောင်းလဲခြင်းအဖြစ်ဒါလေးပေါ့နော်ဒါ ceramic capacitor နဲ့ပတ်သက်တဲ့အချက်တွေပါ ။နောက်တစ်ခုကတော့ဗာလဲဆိုရင် electrolytic capacitor ။အဲ့တော့ electrolytic capacitor ဆိုတာကကြတော့အာသူက dielectric media အနေနဲ့ပေါင်းဆုံးလဲဆိုရင် outside layer ကို electric dielectric material ရဲ့အနေနဲ့သုံးထားတယ်နော်။အာသူနဲ့ပတ်သက်တဲ့အချက်ကကြတော့သူက white tolerance capacity အာ tolerance နော်ခံနိုင်ရည်ပြောင်းလဲမှုတွေကိုခံနိုင်ရည်အမြင့်ဆုံးပေါ့နော်။ခံနိုင်ရည်ကျေပြန့်တဲ့ capacitor တစ်ခုဖြစ်တယ်ပေါ့နော်။အာအရှိမကြတဲ့ခြေတို့ကအာဆက်စားခြင်းက flame capacitor ပေါ့နော်။ flame capacitor မှာကြတော့ထရူရက်ပါစင်တီသူကအတိအကျပြောရဲ10% 10 to 0 by 01 percent လို့ပြောတယ်ဒီကောင်ကကြတော့ဒီ bone filling တွေထက် capacity တွေထဲမှာဆို electrolyte တွေ electrolyte capacity တွေသည် tolerance capacity white tolerance capacity ဒါသူနဲ့ပတ်သက်တဲ့ထင်ရှားတဲ့အချက်ပေါ့နော်ပြီးနောက်တစ်ခုကကြတော့သူ့မှာဒီ share ကအာ electrolyte capacitor နှစ်မျိုးရှိတယ်ပေါ့နော် electrolyte capacitor နှစ်မျိုးရှိတယ် two types of electrolyte capacitor ဒါနဲ့ပါလဲဆို tantalum နဲ့ aluminum နဲ့ဆိုပြီးတော့ uh, electric capacitor နှစ်မျိုးရှိပါတယ်တဲ့ပြီးရင်သူ့ရဲ့ walking voltage လည်းမှတ်ကားမယ်ဆိုတော့ walking voltage ဒီဘယ်လောက်ထိရှိလဲဆိုရင် approximately 500 volt ပေါ့เนาะ900 volt အထိရှိတယ် ဖိုးရှေရလေးရှိရဖလင်ကပက်စီတာရဲ့ walking boot တွေကကြတော့1500ဘူးအထိရှိတယ်အဲ့လိုလည်းနိုင်ရှင်လေးမှတ်ပေါ့နော်သူက true for ကြရလေးရှိရရောမှဆိုလို့နော်အဲ့တော့ electric capacitor ရဲ့ walking boot တွေကကြတော့ဘယ်လောက်ရှိလဲဆိုရင် approximate အနည်းဆက်ဆို900ဘူးအားလောက်ရှိပါတယ်နော်အဲ့တော့နောက်တစ်ခုကဒီ electric capacitor တွေကသုံးနေပေါ့နော်သုံးတဲ့အခါမှာအဒီ capacitor တွေတစ်ခုခုပေါ့နော်ဟိုမှာပျက်စီးတာမျိုးတို့အအလုံးမလုံးတာမျိုးတို့ failure ဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်မဲ့ဆိုရင်ဒီလို capacitor တွေဒါ ပြက်စီးသွားမယ်ဆိုအန္တရာယ်ရှိပါတယ်တဲ့ခမ်းမီဟက်ဆာတဲ့သူတို့ကအောက်ဆိုင်လေယာဉ်သုံးတဲ့ကြောင့်မို့ချေတို့ကဒါ chemical compound တွေပါတဲ့ကြောင့်မို့ဒါအန္တရာယ်ရှိတယ်ပေါ့နော် can be hazardous အနေနဲ့ရှိရေရာလက်အနေနဲ့ကတော့ explosion of fire ဘာတွေဖြစ်နိုင်လဲဆိုရင်မီးလောင်မှုတွေပေါ့နော်ပတ်ကွယ်မှုတွေဖြစ်နိုင်ပါတယ်တဲ့ဒါကတော့ electrolytic capacitor တွေကိုဘယ်နေရာမှာသုံးတာလဲဆိုရင်သူတို့ကတော့သူ့ရဲ့ users ကတော့များတယ်ပေါ့နော်ပထမတစ်ခုကတော့ filtering and smoothly rectify alternating voltage เนาะအဲ့တော့ဒီ chair က phetarin ဆိုတာကလှိုင်းတွေပေါ့เนาะဒီပူအားတွေကိုစစ်ထုတ်ထားတဲ့မျိုးတွေ smoothing အဲဒီပတ်ပူအားတွေချောမွေ့စေဖို့เนาะ rectifying alternating voltage အဲဝင်လာတဲ့ပူအားတွေမှာမှအဲ device တွေကိုပေါ့เนาะပေးတဲ့ပူအားတွေနဲ့ device တွေကိုဝင်ဖို့ပူအားတွေကိုတင့်တော်တဲ့ပူအားတွေဖြစ်အောင် fader လုပ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခါပါလဲဆိုရင် smooth ဖြစ်အောင်လုပ်ပေးတဲ့နေရာမှာသုံးပါတယ်နောက်တစ်ခါ buffering ဂျာခက်အနေနဲ့သုံးတယ်နောက် interring story for direct voltage supply နော်ဓာတ်ရိုက်ပူအားပေးတဲ့ဟာတွေမှာလည်းသူကဂျာခက်အနေနဲ့သုံးတယ်နောက်တစ်ခုကကျတော့ uninterruptible power supply ပေါ့နော်လုံးဝအထိအနောက်ရှက်မခံနိုင်တဲ့ power supply ထောက်ပံ့တဲ့နေရာမျိုးတွေမှာလည်းဒီကောင်းလေးကိုသုံးတယ်အဲနောက်တစ်ခါ energy storage in flash devices ပေါ့နော် flash device တွေမှာလည်း energy သူတော်ထားတဲ့နေရာတွေမှာသုံးပါတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ users ကတော့ မြန်မာမယ်ဆိုရင် federin and smoothing rectifier alternating voltage တစ်ချက်ပေါ့နော်။ now buffering and interrupt storage for direct voltage supply now interruptive power supply and energy storage in flash device ဒါလေးကိုတော့ဟိုရင်းနှီးအောင်လုပ်ထားပါပေါ့နော်။အဲသူကတော့အဲ့ဒါကို concept question မေးတာထက်ပေါ့ဟိုတပတ်တည်းဒီမှာမေးဖို့ပုံများတယ်ပေါ့နော်။အဲ့တော့ဒါလေးကိုရင်းနှီးအောင်သူရဲ့အသုံးနှုန်းတွေလုပ်ထားလိုက်ပေါ့နော်။အဲ့တော့ဒီ share တော့ကပြန်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ share တော့မှာဒီ electrolytic capacitor ဒီအာ electric dielectric material ရဲ့အနေနဲ့ outside layer ကိုသုံးတယ်။ပြီးအဓိကမိန်းကတော့ two types of နှစ်မျိုးရှိတယ်။ tantalum နဲ့ aluminum ။သူရဲ့ထူးခြားချက်ကသူဒီ tolerance အဲကျေပြန့်ဆုံး capacitor ဖြစ်တယ်။ပြီးရင် working voltage သည်900ဗို့နေပါရှိတယ်။ပြီးရင်ဒီကောင်တွေကတော့အန္တရာယ်ရှိတယ်ပေါ့နော်။သူတို့ failure ဖြစ်မယ်ဆိုရင် hazard ဖြစ်တဲ့ explosion နဲ့ fire တွေဖြစ်မယ်။ပြီးရင်သူရဲ့ users တွေကလည်းရှေ့ခုနပြောတဲ့ feeder ရင်းလုံထားမျိုးတွေ buffering interrupt storage တွေ now interruptive power supply တွေမှာသုံးတယ်။ now energy storage အနေနဲ့သုံးတယ်။ဒါ ါကတော့အာဒါ electrolytic capacitor နဲ့ပတ်သက်တဲ့တမှတ်တမ်းလေးတွေပေါ့နော်နောက်တစ်ခုကကြတော့ variable capacitor အဲ့တော့ variable capacitor တွေကိုကြတော့တချို့က dielectric material အနေနဲ့တို့ကဘာကိုသုံးတာလဲဆိုရင် A လေကိုပဲသုံးထားတဲ့ဟာလေးတွေပေါ့နော်အဲ့တော့ဒီ variable capacitor လေးတွေကတို့ကဘာလဲဆိုရင် mechanically adjusted အာဒီ capacitor လေးတွေကိုတချို့က adjusted ဆိုတာကညှိလို့ရတယ်ပေါ့နော်လိုးတလုံးညှိလို့ရတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တဲ့ ။နောက်တစ်ခုကကြတော့ဒီ variable capacitor လေးကိုဘယ်နေရာမှာသုံးလဲဆိုတော့သူကျတော့ adjust လုပ်လို့ရတဲ့အတွက်ကြောင့်မလို့ to set the resonant frequency in tuner devices ။အဲဒီခြေတော့ကဥပမာဆိုရင် radio line တွေ TV line တွေဘာတွေကိုဖမ်းနေပေါ့နော်။ ရေဒီယိုလိုင်းတွေဆိုပို့တည်တာတယ်ပေါ့နော်ဒီချိန်ကအာခလာဟာလှဲ့လှဲ့ပြီးတော့ဒီကျွန်းနာကျွန်းနာလေးတွေဒီချိန်ကလှဲ့ပြီးတော့အာအတန်လှိုင်းရမရအောင်ဖမ်းတယ်ပေါ့အဲအဲ့လိုမျိုးဖမ်းတဲ့ devices တွေမှာအာဒီဘလောက်အတန်ဆိုရင်ရှင်းရှင်းလင်းလင်းကြားရတယ်အဲ resonant frequency ပေါ့နော်အဲဒီချိန်ကရေဒီယိုဆိုရင်လည်းဘလောက်လဲ88 megahertz တို့အာ frequency ချိန်နှုန်းတွေနဲ့ထုတ်လုပ်ကြတယ်အဲဒီချိန်က88ရောက်အောင်ဒီ radio ရဲ့ခလုတ်လေးကိုလှဲ့ပြီးတော့ဖမ်းတယ်အဲ့တော့88ရောက်ပြီဆိုရင်ဒါ resonant frequency ရောက်ပြီဆိုရင်အကြားရတယ်ပေါ့နော်အဲအဲ့လိုအဲ့လိုနေရာမျိုးတွေမှာဒီချိန်က very very capacity တွေကိုသုံးတယ်နောက်တစ်ခါ variable capacity တွေပမာသုံးလဲဆိုရင် AC circuit AC circuit တွေအထူးသဖြင့်တော့ high frequency high power နဲ့ low loss frequency မြင့်နဲ့နောက်တစ်ခါ frequency မြင့်နဲ့ power မြင့်ပြီးတော့ဆုံးရှုံးမှုနေစေเนาะ AC circuit မျိုးတွေမှာသုံးတယ်နောက်က radio tune နဲ့ application ကတခြားပြောရ radio လှည့်ပြီးတော့ဖမ်းတဲ့ application တွေနောက် antenna tuning DTV အသံလိုင်းတွေဖမ်းတာတွေရုပ်မြင်သံကြားတွေဖမ်းတာတွေဒါတွေမှာသုံးပါတယ်เนาะအဲ့တော့ ပြန်ထုတ်မယ်ဆိုရင် variable capacitor သည် dielectric material ရဲ့အနေနဲ့ A ကိုသုံးတယ်သူတို့ကို mechanically adjust လုပ်လို့ရတယ်ဒါကြောင့်မလို့သူတို့ကိုဘယ်မှာသုံးလဲဆိုရင် resonant frequency ကိုတက်ဆင်ဖို့အတွက် tuner devices တွေမှာသုံးတယ်เนาะအဓိကပြီးနောက်တစ်ခါဘယ်မှာသုံးလဲဆိုရင် AC circuit တွေမှာသုံးတယ်နောက်တစ်ခါ radio tuning application antenna tuning and so on အဲ့နေရာတွေမှာသုံးတယ်အဓိကတော့ tuner devices တွေမှာသုံးတယ်ပေါ့เนาะ ဒါက variable capacitor ပါเนาะနောက်တစ်ခုကတော့ super capacitor အဲ့တော့ super capacitor ကတော့အာသူ့မှာတခြားတော့ dielectric medium မပြောထားဘူးပေါ့เนาะသူ့ရဲ့နာမည်နောက်တစ်ခုက ultra capacitor လို့လည်းခေါ်တယ် super capacitor ultra capacitor လို့လည်းခေါ်တယ်သူက capacitor တွေအားလုံးထဲမှာမှာသူက high capacity capacitor ပေါ့เนาะအဲ့တော့ capacity အမြင့်ဆုံး capacity တစ်ခုသူရဲ့ capacity တန်ဖိုးကဆိုလို့ရှိရင်အားသော capacity တွေတဲ့ higher than ပိုမြင့်တယ်ပေါ့နော်ပြီးနောက်တစ်ခါ bad with lower voltage limit ဒါမဲ့သူ့မှာကျတော့ပိုအား limit ပိုအားအကန့်အသတ်ကတော့နည်းတယ်ပေါ့နော်အဲပြီးရင်ဒီချိန်မှာဒီ super capacitor ကြီးတွေက သူကဘာနဲ့ဘာနဲ့ကြားကိုပေါ့နော်ဘာနဲ့ဘာနဲ့ပေါင်းဆက်ထားတဲ့သဘောလဲဆိုလို့ရှိရင် electrolytic capacitor နဲ့ rechargeable battery နဲ့ကိုပေါင်းတုံထားတဲ့သဘောပဲတဲ့သူကပြောထားတယ်ပေါ့နော်အဲ့တော့သူက electrolytic capacitor တွေထက်နော် သူကဆယ်စားနေအစတရာနီးပါပို့ပြီးတော့ energy ကို store တူလောင်ထားနိုင်တယ်နောက်တစ်ခုကကြတော့ rechargeable battery တွေထက်သူက accept and deliver charge much faster နော်အဲ့တော့ဒီ battery တွေက battery ဆိုဒီချက်ကအားသွင်းတယ်လေပြီးအပြန် ုံးတယ်လေဒီလိုမျိုး twin နဲ့သုံးနဲ့ဆိုတော့ charge and deliver ပေါ့နော်ဒါကိုပို့ပြီး fast start လုပ်နိုင်တယ်တဲ့ပြီးရင် tolerate map more charge and discharge cycle ဒီလိုမျိုး twin နဲ့အသုံးနဲ့ဒီလို discharge discharge cycle ကိုပို့ပြီးတော့ tolerate ဖြစ်ပါတယ်တဲ့ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်အဲ့တော့ဒါကတော့ super capacitor ကိုဒါပထမတစ်ပိုင်းပေါ့နော်အောက်မှာတော့ super capacitor ရဲ့ uses စူပါကပက်စီတာတို့ကျပရိုဒီယာမှာသုံးလဲဆိုလို့ရှိရင်အာ use သုံးတယ်တဲ့ application တွေမှာသုံးတယ်ဘာလို့ဆို many rapid charge cha စကေနော်သူကပြောထားတယ်လေ electrolyte နဲ့ rechargeable battery နဲ့ကိုသူကပေါင်းစပ်သုံးထားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ rechargeable battery တွေထဲပို့ပြီးတော့ဒီ charge cha စကေကိုပို့ပြီးတော့ totally rate ဖြစ်တယ်အဲဒါကြောင့်မလို့မြ мян အာသွင်းဖို့လိုရဲပေါ့နော်အာသွင်းနဲ့အဲသုံးတယ်ပေါ့အာသွင်းနဲ့သုံးတယ်ဆိုတဲ့ဟာမျိုးပို့မြ мян လိုတဲ့ PC တွေမှာဒီ super capacitor တွေကိုသုံးတယ်ပေါ့နော် နောက်တစ်ခါသူ့ကိုဒီရှယ်ကအဲ့လိုနေရာတွေမှာသုံးတယ်။ဘာထက်ဆိုင်ရင်လဲဆိုရင် long term compact energy storage ရေရှည်စွမ်းအင်သူလောင်ထားတယ်ပေါ့နော်။အော် automobile တွေ buses တွေ train တွေနောက်က crane တွေ elevator တွေပေါ့နော်။အဲအဲ့နေရာတွေမှာဒီရှယ်ကရေရှည်သူလောင်ထားရတဲ့ဆိုင်လို့ရှိရင် energy storage လုပ်ထားရတဲ့ဆိုင်ဒီလိုမျိုး chart တွေ chart cycle မြန်မြန်မြန်လိုတဲ့ application တွေမှာသုံးပါတယ်တဲ့နော်။ နောက်တစ်ခါကျတော့ where they are used for regenerative braking ပြန်ပြန်ပြီးတော့ဒီချိန်တော့အစ်စ်ပြန်ပြန်လုပ်ကြတယ်ပေါ့နော်စွမ်းရည်ပြန်ပြန်ထွားဖြစ်ဖို့လိုတဲ့ထုတ်ဖို့လိုတဲ့နေရာတွေမှာလည်းသုံးပါတယ် regenerative braking မှာလည်းသုံးတယ်ပြီး short term memory storage ရေတူပဲရေရှည်တဲ့ဆိုင်ရင်သူတို့ကရေတူပဲစွမ်းရည်ကိုတိုးလောင်းပေးတယ် burst move power delivery ဆိုတာမြင်း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 ပါပါအောင်ချင်း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 ခလုံးနှိပ်တိုင်းနော်အဲ့တော့ power သုံးတာတက်တာတက်တာအဲ့လိုမျိုး burst move power supply နေမှာသုံးတယ်ပေါ့နော်နောက်က smaller unit ဒီ super capacitor အသေးစားလေးတွေဒီချိန်တော့ဘယ်နေရာမှာသုံးလဲ ဆိုရင် power backup အနေနဲ့ SRAM လို့ခေါ်တဲ့ static random access memory တွေအတွက်ဆိုရင်ဒီ power backup အနေနဲ့လည်းသုံးပါတယ်အဲ့တော့ဒီ share က super capacity ကတော့နည်းနည်းများတယ်ပေါ့နော်။ဒါပေမဲ့ဒါလေးကိုရင်းနှီးအောင်နားယူဝအောင်နားနားထောင်ထားလို့ရှိရင်တမှတ်တန်လေးတွေက super capacity အတွက်ကဖြစ်နိုင်မှာပေါ့နော်။အဲ့တော့ဒီ share ပြန်ချုပ်ပေးပါမယ်။အဲ့တော့ super capacity ကိုသူ့ရဲ့အနာသားနောက်ထပ်နည်းရဘယ်လိုခေါ်လဲပေါ့နော်။ ultra capacitor လို့ခေါ်တယ်အဲပြီးရင်သူ့ရဲ့ထူးခြားချက်က capacitor တွေအားလုံးထက်သူကဗာမြင့်လဲဆိုရင် capacity တန်ဖို့မြင့်တယ်ပေါ့နော်ဒါကြောင့်မို့ high capacity capacitor လို့ခေါ်ရဲပေါ့နော် capacitor တန်ဖို့မြင့်နေဒါပေမဲ့သူ့မှာကျတော့ voltage limit ကတော့ low ပါနော် bo အားတိုင်းတာကတော့နေတယ်ပေါ့နော် ပြီးရင်သူဒီအဲဘာနဲ့ဘာနဲ့ကိုပေါင်းဆက်ထားရဲဆိုရင် electrolytic capacitor နဲ့ rechargeable battery နဲ့ကိုပေါင်းဆက်ထားတဲ့သဘောပဲနော် ောက်ဆက်ထားတဲ့သဘောပဲအာပေးနေတဲ့ခါသူကအာ allergic capacity တွေထဲအာဘာနော်အာတူလောင်မှုက10စာအစတရာတူလောင်နိုင်တယ်နောက်တစ်ခါအာဘာလဲဆိုလို့ရှင် rechargeable battery တွေထက်လည်းပိုပြီးတော့ charge တစ်ချစကယ်ကို fully rate ဖြစ်နိုင်တယ်ဗောနော်ပြီးရင်သူ့ကိုသုံးတာတော့ဒီလိုမျိုး rapid charge တစ်ချစကယ်လိုတဲ့ဟာတွေမှာသုံးတယ်ရေရှည်ထည့်ဆိုင်ရင်ရေတူဗောနော်အာ short term energy storage တွေမှာသုံးတယ်ဒါမှမဟုတ်ရှင်တနည်းအားဖြင့်ကျွန်တော်အဲ့ short term ကို bus mode power delivery လို့လည်းခေါ်တယ်ဗောနော် သုံးတယ်သူ့ရဲ့ smaller unit လေးတွေတော့ဘယ်မှာသုံးလဲဆိုရင် SMRMD အတွက် power backup အနေနဲ့သုံးပါတယ်။နော်ဒါကတော့ဒီချက်တော့ types of capacitor အမျိုးအစား၅မျိုးအကြောင်းကိုဒီချက်ကပြပြပေးတာဖြစ်ပါတယ်။သူနဲ့ပတ်သက်တဲ့တမှတ်တမ်းလေးတွေဒါလေးကိုကြည့်ပြီးလို့ရှိရင်အာဘောနော်တမှတ်တမ်းစာအုပ်လေးတွေမှာဒါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအာဖြည့်ကြည့်ပေါ့နော်။အခုဘယ်လောက်ထိမှတ်မိလဲဆိုတာကိုဖြည့်ဖြည့်ကြည့်ပါပေါ့နော်။ အဲ့ဒီပန်းရောင်ပေါက်လေးရရှိရမဖြစ်မနေအဲအမှန်ယူရမယ်ဟာလေးတွေပေါ့ဒါလေးတွေကတော့ဟိုဖြစ်မနေကြည့်ရမှာပေါ့နော်အဲ့တော့ဒီချေပြောတဲ့အာ fight type of capacitor လေးမှာမာတဲ့ဘာလဲဘာလဲဆိုရင် flame capacitor နဲ့ ceramic capacitor နဲ့ကဆိုရင်သူတို့က polar non polarized capacitor သူတို့မှာငုံထိုင်လေးတွေမပါဘူးเนาะ wish me that ဆိုလိုတာက they do not have polarity သူတို့မှာအဖိုးအမငုံထိုင်လေးတွေသူတို့မှာမပါပါဘူးတဲ့အဲ့ဒါဘာနဲ့ပါလဲဆို flint capacitor နဲ့ ceramic capacitor ဒီ non polarized capacitor လို့ခေါ်ရဲပေါ့เนาะဒါတမှတ်တမ်းမေးလို့ရပါတယ်ဒီမှာဒီပုံလေးနဲ့တခြားတော့ကျင့်ထားရမယ်ဒါဒီဘာနဲ့ပတ်သက်တဲ့ပုံလဲဆိုရင် polarized capacitor အဲ့တော့ငုံထိုင်လေးတွေပါတယ်ဆိုရင် capacitor မှာ plus minus ပေါ့เนาะမှာ plus ပေါ့เนาะ now fixed capacitor ဆိုရင်ဒါ capacitor တန်ဖိုးကအသေးပဲအဲတိုးလို့ချော်လို့လို့မရဘူး ီဘက်ကတော့ barrier ပဲ capacity ဆိုတဲ့သဘောတည်အဲဘာလဲဆိုရင်သူ့ကို capacity တက်ဖို့အတိုးလျှောက်လုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်